တရင်ထနာကိုနာတော်သားဆင်နေကြတဲ့ပြည်ထက်တွေအားလုံးကိုတာလီကြွပါလို့နှုတ်ခွန်းဆက်တာလိုက်ရပါတယ်။ဒီနေ့2025ခုနှစ်ဧပြီလ10ရက်နေ့ဆင်နေရဲ့တနေ့တာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုကျမတာယာကအစီအစဉ်မှုအဖြစ်တာဝန်ယူကာစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ဒီကနေ့ထုတ်လွှင့်တင်ဆက်သွားမယ့်သတင်းတွေကတော့စောက်စီရေကောက်ပွဲဝင်ပြိုင်ဖို့ရခိုင် Nationality Party ဆိုကပါတီတစ်ခုပေါ်ထွက်လာတယ်ဆိုတဲ့သတင်း ကြောက်ဖြူကိုရခိုင်စစ်ကောင်စီဝန်ကြီးရောက်လာပြီးနောက်တိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့တည်းအပြစ်ရဲကာလမှာတိုင်းရင်းသားလက်နက်ကိုင်တွေကတိုက်ခိုက်နေတယ်လို့စစ်ကောင်စီပြောဆိုလိုက်တဲ့သတင်းတွေနဲ့အတူငလင်းကျောက်တေဆောင်သူဦးရေ1500ကျော်ထိတိုးလာနေတယ်ဆိုတဲ့ထူးခြားတဲ့သတင်းတွေကိုကြားရမှာလည်းဖြစ်ပါတယ်ပထမဆုံးကြားရမှာကတော့စစ်ကောင်စီရွေးကောက်ပွဲဝင်ပြန်ဖို့ရခိုင် Nationality Party သူက ပါတီတက်တစ်ခုပေါ်ထွက်လာတဲ့ဆိုတဲ့သတင်းကိုကြားရမှလည်းဖြစ်ပါတယ်။အခုလာမဲ့စစ်ကောင်စီကကျင်းပမဲ့အထွေထွေရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ဖို့အတွက်ရခိုင် Nationality Party ၊ရခိုင်တိုင်းသားများပါတီဆိုတဲ့အမည်တင့်နဲ့ရွေးကောက်ပွဲပါဝင်ရှင်ပြိုင်ဖို့အတွက်ရှောက်ထားတဲ့ပါတီတစ်ခုရှိလာနေတယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ပြောဆိုလာပါတယ်။ဒီလိုအသည့်ရှောက်လာတဲ့ပါတီကိုစစ်ကောင်စီရွေးကောက်ပွဲကော်မရှင်စီမှနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုံမှန်အသုံးအရ နိုင်ငံရေးပါတီဖြစ်ခွင့်ရရှိရေးအတွက်ကိုဝင်ရောက်ရှောက်ထားလာတာဖြစ်တယ်လို့လဲဆိုထားပါတယ်။ရခိုင်တိုင်းရင်းသားများပါတီကိုကြောက်ဖြူမြို့နယ်ပြည်သူ့လွှတ်တော်အမတ်ဟောင်းဦးပါရှိန်ကဥဆောင်ကလောက်ဆောင်နေတာဖြစ်တယ်လို့ရခိုင်ပါတီအတိုင်းဝိုင်းတွေကတုံ့တက်ပြောဆိုနေတာတွေရှိနေကြပါတယ်။အဲ့ဒီပြောဆိုမှုတွေကို CNN အနေနဲ့တည်ပြနိုင်ဖို့အတွက်ကြောက်ဖြူမြို့နယ်ပြည်သူ့လွှတ်တော်အမတ်ဟောင်းဦးပါရှိန်ကိုဖုန်းဆက်တွေမေးမြန်းခဲ့ပေမဲ့ဖုန်းဆက်တွေလို့မရရှိခဲ့ပါဘူး။စစ်ကောင်းဆောင်မင်းအောင်လှိုင်ကတော့ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလအတွင်းမှာ အပိုင်းလေးပိုင်းခွဲခြားပြီးတော့ကျင်းပါမယ်လို့မလ29ရက်နေ့မှာကြာရောက်ခဲ့တဲ့နှစ်80ပြည့်တက်မတော်နေအခမ်းအနားမှာပြောဆိုထားခဲ့ပါတယ်။လက်ရှိအရခတ်တတော်ဟာရခိုင်ကမြို့နယ်14ခုကိုအပိတသိမ့်ပိုက်ထိမ့်ချုပ်ထားတာကြောင့်စစ်ကောင်စီရွေးကောက်ပွဲကိုရခိုင်ဒေသမှာကျင်းပပြုလုပ်နိုင်မှာဆိုတာမဖြစ်နိုင်ဘူးလို့လဲရခိုင်နိုင်ငံရဲ့အတိုင်းအဝိုင်းတွေကတုံ့တက်ပြောဆိုမှုတွေလည်းရှိနေကြပါတယ်။ကြရမှာကတော့ကြောက်ဖြူကို ရခိုင်စစ်ကောင်စီဝန်ကြီးရောက်လာပြီးနောက်တိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုကြားရမှာပါ။ကြောက်ဖြူမြို့ကိုရခိုင်စစ်ကောင်စီဝန်ကြီးကျောက်ဦးထိန်လင်းရောက်ရှိလာပြီးခဲတဲ့နောက်မှာစစ်ကောင်စီနဲ့အာရခတပ်တော်တို့နှစ်ဖက်တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့ဒေတာခန့်သတင်းရင်းမြစ်တွေကပြောပါတယ်။ရခိုင်စစ်ကောင်စီဝန်ကြီးကျောက်ဖြစ်တဲ့ဦးထိန်လင်းဟာပြီးခဲ့တဲ့ဧပြီလ3ရက်နေ့မှာကြောက်ဖြူမြို့နယ်အတွင်းကတရုတ်စီမံကိန်းအခြေအနေတွေကိုလေ့လာဖို့တွားရောက်တာရှိခဲ့တယ်လို့စစ်ကောင်စီပိုင်းသတင်းဌာနတွေကသတင်းထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ အဲ့ဒီနောက်မှာပဲယာယီအပြစ်ရက်ဖို့ထောက်ပြန်ပြောဆိုထားတဲ့အာရခတပ်တော်ကိုစစ်ကောင်စီတပ်တွေဟာကြီးရည်လေနဲ့အပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်ဒီလိုနှစ်ဖက်တိုက်ပွဲတွေအပြင်းထန်ဖြစ်လာတာဖြစ်တယ်လို့လည်းအာရခတပ်တော်နဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကတော့ကျောက်ပူမြို့အခြေဆိုင်အမှတ်32ရဲတပ်ရဲအနီးနဲ့တိပုတ်တောင်ရှိဓညဝတီရဲတပ်ဌာနချုပ်အနီးကအာရခတပ်တော်ထိ ंछ ုပ်ထားတဲ့နေမြေတွေကိုစစ်ကောင်စီတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားလာနေခဲ့ရတာဖြစ်တယ်လို့လဲဒေသတည်ငြိမ်မြစ်ကပြောပါတယ်။ဒါပြင်စစ်ကောင်စီဟာအပြစ်ရဲကြေညာချက်မထုတ်ပြန်ခင်ရက်တွေမှာလဲကြောက်ဖြူမျိုးအနီးဝန်းကျင်ကိုလက်နက်ကြီး drop bomb လေကြောင်းနဲ့စစ်တင်ပွဲတွေစီကနေလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်တာတွေကိုနေတိုင်းလောက်ဆောင်ခဲ့တာတွေရှိခဲ့တယ်လို့လဲအရခတ်တော်ကပြောဆိုထားပါတယ်။ဧပြီလ၂ရက်နေ့ကထုတ်ပြန်တဲ့စစ်ကောင်စီရဲ့ယာယီပြစ်ခတ်တိုက်ခိုက်မှုရက်စဲရဲထုတ်ပြန်ချက် အပိုက်လေးမှာတိုင်းဒါလက်နက်ကင်အဖွဲ့တွေတခြားလက်နက်ကင်အဖွဲ့အစည်းတွေအနေနဲ့အများပြည်သူအသုံးပြုသွားလာတာကိုနှောက်ယှက်တိုက်ခိုက်တာမဟုတ်ဘဲလုံချုံရဲနဲ့တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်နေကြတဲ့လုံချုံရဲတပ်ဖွဲ့ဝင်တွေရဲ့တပ်စခန်းတွေဌာနချုပ်တွေကိုမတိုက်ခိုက်ဖို့ငင်းချိုင်းရေးကိုထိခိုက်ပျက်စီးစေမဲ့အင်အားစုဆောင်တာပြင်းစင်စုဖွဲ့တာနေမြေချိတ်ထွင်တာတွေကိုမလုပ်ဖို့ကိုစစ်ကောင်စီကထုတ်ပြန်ပြောဆိုထားပေမဲ့လက်ရှိအချိန်မှာစစ်ကောင်စီဟာသူထုတ်ပြန်ထားခဲ့တဲ့ထုတ်ပြန်ချက်ကို သူကိုယ်တိုင်လိုက်နာနိုင်ခြင်းမရှိဘဲထုတ်ပြန်ချက်ကိုချိုးဖောက်ပြီးတော့နေမြေရလိုစိတ်နဲ့ထုတ်စစ်စင်တိုက်ခိုက်တာတွေကိုအပြစ်ရက်ကာလအတွင်းမှာအပြင်းထန်လှုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။စစ်ကောင်စီရဲ့အပြစ်ရက်ကြောင့်ကျင်ညာတဲ့နေ့ဧပြီလ၂ရက်နေ့မှာပဲစစ်ကောင်စီဟာရခိုင်ပြည်ကြောက်ဖြူမြို့နယ်အတွင်းကတပြုတ်တောင်ကျေးရွာပြားတဲ့ကျေးရွာပြင်းရှည်ကျေးရွာနီးပတ်ဝန်းကျင်တွေကိုလက်နက်ကြီး drone တွေနဲ့အထူးကပစ်ခတ်တိုက်ခိုက်ခဲ့တာရှိခဲ့တယ်လို့စစ်ကောင်စီရဲ့တေပောက်တောင်ရေတပ်စခန်းနီးဒိုးတန်းတောင်အမှတ်32ရေတပ်ရင် မြေပြင်စစ်ကြောင်းတွေကအ धिक တိုက်ခိုက်ခဲ့တာတွေကိုလှုပ်ဆောင်ခဲ့ပြီးဧပြီလ2ရက်တရက်ထဲမှာပဲစစ်ကောင်စီဟာကြောက်ဖြစ်မြို့နယ်အတွင်းကို drop ပေါင်းရေအတွက်60ကျော်နဲ့တိုက်ခိုက်ကလက်နက်ကြီးတွေပြစ်ခတ်တိုက်ခိုက်မှု60ကြိမ်ထက်မနည်းကိုလှုပ်ဆောင်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။အဲ့ဒီလိုပဲဧပြီလ3ရက်4ရက်5ရက်နေ့တွေမှာလည်းစစ်ကောင်စီဟာတစ်ပေါက်တောင်ရေတပ်စခန်းဒိုးတန်းတောင်အမှတ်32ရေတပ်ရင်းတွေနဲ့မြေပြင်စစ်ကြောင်းတွေအပြင်စစ်တင်ပေါ်ရက်တိုက်လေယာဉ်တွေကိုပါအသုံးပြုပြီးတော့ကြောက်ဖြူမြို့နယ်အတွင်းကကြက်တဲတပြုတ်တောင်ပြားတဲပြင်ရှေ လက်ခမော်ကလပါဟင်းခတ်ပြင်ကျွရပတ်ဝန်းကျင်တွေကိုလက်နက်ကြီး drop ပေါင်းတွေအပြင်ကြက်တိုက်လေရင်စစ်တင်ဘောကြီးတွေကလည်း drop ပေါင်းအကြိမ်အရေအတွက်60ကျော်နဲ့လက်နက်ကြီးပြစ်ခတ်တိုက်ခိုက်မှုအကြိမ်ရေ90ကျော်ထပ်မင်းပြစ်ခတ်တိုက်ခိုက်ခဲ့တာတွေရှိခဲ့တယ်လို့လည်းဆိုထားပါတယ်အဲ့ဒီလိုစစ်ကောင်စီကနေ့တိုင်းတံပြန်ထိုးစစ်တွေဆင်နွှဲနေတာရှိနေပေမဲ့အရခတက်တော်အနေနဲ့တဖက်သက်အပြစ်ရဲ့ကြောင်းကိုထောက်ပြန်ကြေညာပြီးနောက်မှာစစ်ကောင်စီရဲ့ ကြီးရည်လေတိုက်ခိုက်မှုတွေကိုပြန်လည်ခုခံတိုက်ခိုက်တာတွေမလောက်ဆောင်တော့ပဲအာရခတက်တော်အနေနဲ့မိမိတို့ရဲ့တပ်ဖွဲ့ဝင်တွေတန်ရာရအသက်ဆွတ်လွတ်ခဲ့ရတဲ့အနေအထားရှိတဲ့အထိထောက်ပြန်ချက်ကိုမချိုးဖောက်ပဲတိကျစွာလိုက်နာဆောင်ရွက်ပြီးနေထိုင်ခဲ့တာတွေကိုအသက်နိုင်ဆုံးလောက်ဆောင်ထားတယ်လို့လည်းအာရခတက်တော်ကထောက်ပြန်ပြောဆိုထားပါတယ်လက်ကြရမှာကတော့ငလျင်ကြောက်တည်ဆုံးသူဦးရေ3500ကျော်အထိတိုးလာနေတယ်ဆိုတဲ့သတင်းကိုကြားရမှလည်းဖြစ်ပါတယ် ပြီးခဲ့တဲ့မလ28နေ့ကလှုပ်ခတ်ခဲ့တဲ့မြင်းကလင်းကြောင်းမြန်မာနိုင်ငံသုံးလုံးမှာတိုက်ဆုံသူဦးရေ3500ကျော်ထိရှိလာနေတယ်လို့စစ်ကောင်စီကဧပြီလ6ရက်ညပိုင်းထုတ်ပြန်တဲ့သတင်းတွေအရတည်ရပါတယ်။အဲ့ဒီလိုတိုက်ဆုံသူဦးရေ3500ကျော်ထိရှိလာနေတယ်လို့ဒဏ်ရာရသူဦးရေဟာလည်း4809ဦးထိရှိလာနေပြီးတော့ပျောက်ဆုံးနေသူ230ဦးရှိနေပြီးအပြည့်အစည်းတွေကြားပိတ်မိနေသူ653ယောက်ကတော့အသက်ရှင်လျက်ရှာဖွေကယ်ဆယ်နိုင်ခဲ့တယ်လို့လည်းစစ်ကောင်စီကဆိုထားပါတယ်။ ဒီအင်အားဖြင့်ငလျင်ဟာနေပြီးတော့မန္တလေးစကိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေကိုဥတီလှောက်ခတ်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီဒေသတွေမှာလူနေအိမ်နဲ့အဆောက်အအုံလန်ဒရာများစွာဟာလည်းပျက်စီးသွားခဲ့ရတယ်လို့လည်းဒေသခံတွေကပြောပါတယ်။ UNG ရဲ့ April 9ရက်နေ့ထုတ်ပြန်ချက်အရဒီငလျင်လှောက်ခတ်မှုကြောင့်နိုင်ငံတော်မှာအခြေခံအဆောက်အအုံ4603ပျက်စီးခဲ့ရပြီးနေအိမ်32368လုံးနဲ့စာတင်ကြောင်း954ဆောင်ပျက်စီးခဲ့ရတယ်လို့ ငလင်ဘေးတင်ပြည်သူဟာလည်း32,9294ဦးထိရှိလာတယ်လို့လည်းထုတ်ပြန်ပြောဆိုထားပါတယ်။တာထုတ်လွှင့်မှုရဲ့နောက်ဆုံးသတင်းအနေနဲ့အပြည့်ရက်ကာလမှာတိုင်းဒါလက်နက်ကင်တွေကတိုက်ခိုက်နေတယ်လို့စစ်ကောင်စီပြောဆိုလိုက်တဲ့သတင်းကိုကြားရမှာလည်းဖြစ်ပါတယ်။ငလင်ဘေးတိပြည်သူလူထုအတွက်လူသားချင်းစာနာတဲ့အနေနဲ့လက်နက်ကင်တောက်ဖွဲ့တွေကြားအပြည့်ရက်ထားတဲ့ကာလမှာတိုင်းဒါလက်နက်ကင်အဖွဲ့တွေဖြစ်တဲ့ KIA, DNA, KMTS နဲ့ AA တပ်ဖွဲ့တွေဟာစစ်ကောင်စီတပ်တွေကိုတိုက်ခိုက်မှုတွေဆက်လုပ်နေတယ်လို့စစ်ကောင်စီပြောခွေရဗိုလ်ချုပ်စော်မင်းတို့ကဧပြီ9ရက်မှာပြောဆိုလိုက်ပါတယ်။မလ28ရက်နေ့တုန်းကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်လှုပ်ခတ်မှုဖြစ်စဉ်အပြီးမှာစစ်ကောင်စီအပါအဝင်အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေဟာယာယီအပြစ်ရဲ့ကြောင့်အတိအထိထုတ်ပြန်လာကြတာလည်းဖြစ်ပါတယ်။မနေ့ဧပြီလ6ရက်နေ့တုန်းကကချင်လူမျိုးရဲတပ်မတော် KYA ဟာဗမာမှာရှိတဲ့စစ်ကောင်စီရဲ့ဌာနချုပ်တွေကို80မမစိန်ပြုံးနဲ့ ပြစ်ခတ်မှုတွေပြုလုပ်တာတွေ့ခဲ့ရတယ်လို့ဗိုလ်ချုပ်စုံမင်းထွန်းကဆိုပါတယ်။တအောင်တန်း DNA ကလည်းဧပြီလ6ရက်နေ့လယ်ပိုင်းလောက်မှာတောင်ခန့်ဒေတာအတွင်းစစ်ကောင်စီနဲ့ထိတွေ့မှုဖြစ်ခဲ့တယ်လို့လည်းအတည်ပြုထားပါတယ်။အဲ့ဒီထိတွေ့မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးအသေးစိတ်အခြေအနေတွေကိုဗိုလ်ချုပ်စုံမင်းထွန်းကပြောဆိုသွားတာမှရှိပေမဲ့ဒေတာတွင်သတင်းတွေရဲ့ဖော်ပြချက်တွေအရစစ်ကောင်စီရဲ့အမြောက်တပ်စခန်းကုကဲမှုဌာန6 900နှစ်မှာ DNA နဲ့တိုက်ပွဲဖြစ်ပွားတာဖြစ်တယ်လို့စစ်ကောင်စီဘက်ကလေရင်နဲ့ဘုံကျဲမှုတွေကိုပါပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ အလားတူဧပြီလ6ရက်မနက်ပိုင်းမှာလဲကရင်နီပြည်နယ်ဘော်လခဲမှာရှိတဲ့ဘော်လခဲတစ်တော်ယုံအနီးကစစ်ကောင်စီရဲ့လုံခြုံရေးအဖွဲ့ကိုကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KMTF ကပြစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီလိုပဲအရခတတ်တော်ရေးကလည်းခွားမြို့နယ်ကြောက်ဖြူမြို့ကစစ်ရဲရင်တစီနဲ့စခန်းတွေကိုပြစ်ခတ်ခဲ့တယ်လို့လည်းဗိုလ်ချုပ်စုံမင်းထွန်းကပြောဆိုထားပါတယ်။အရခတတ်တော်ကတော့ပြီးခဲ့တဲ့ဧပြီလ9ရက်နေ့မှာစစ်ကောင်စီဟာအပြစ်ရက်စဲတဲ့ဧပြီလ2ရက်နေ့နဲ့အဲ့ဒီ၄ရက်တွေမတိုင်မီရက်တွေမှာလည်း ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်စစ်တွေမြို့ပတ်ဝန်းကျင်နေရာတွေကအာရခတပ်တော်တပ်ဖွဲ့ဝင်တွေကိုလက်နက်ကြီး drop bomb လေကြောင်းနဲ့စစ်သည်မောတွေပေါ်ကနေပြစ်ခတ်တိုက်ခိုက်ခြင်းတွေကိုဒီနေ့ထိတိုင်းဇက်တိုက်ပြုလုပ်နေခဲ့တယ်လို့ထုတ်ပြန်ပြောဆိုထားပါတယ်။အဲ့ဒီလိုပဲစစ်ကောင်စီဟာဧပြီလ9ရက်နေ့မှာတောင်ပြည်တပ်မှားနှင့်နယ်မြေနောင်ချုံမြို့နယ်တောင်ခန်းကျဲရွာနေနှစ်ဖက်သက်ဝဲဖြစ်နေတဲ့နေရာကိုအစိတ်ငွေပုံ၃လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ DNA ကထုတ်ပြန်ပြောဆိုခဲ့တာရှိခဲ့ပါသေးတယ်။ တို့ CNN သတင်းဌာနရဲ့တနေ့တာဗီဒီယိုသတင်းထုတ်လွှင့်မှုဟာဒီမှာပဲပြီးဆုံးပြီဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရောပြုအပ်ပါတယ်။နောက်နေ့တွေမှာလည်း CNN ကတင်ဆက်ပေးတဲ့တနေ့တာသတင်းတွေကိုနားဆင်မယ်ဆိုရင် CNN ရဲ့ Facebook စာမျက်နှာမှာကြည့်ရှုနိုင်တယ်လို့ YouTube, Telegram, X နဲ့ TikTok တွေမှာလည်းနေ့စဉ်စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်းသတင်းကောင်းပါပါတယ်။